မင်္ဂလာပါရှင်ဒေါက်တာဝင်းဂျာမနီနဲ့အနေငယ်မိတ်ဆက်ပေးလိုပါတယ်ဒေါက်တာဝင်းဂျာမနီဟာဆိုရင်ဂျာမနီနိုင်ငံမှာဒေါက်တာဝိတ်ကိုရရှိခဲ့ပြီးတော့1985ခုနှစ်ကတည်းကဂျာမနီနိုင်ငံမှာနေထိုင်လျက်ရှိတဲ့ဤပညာအကြံပေးပညာရှင်တဦးဖြစ်ပါတယ်ဒေါက်တာဝင်းဂျာမနီယာဆိုရင်မြန်မာနိုင်ငံမှာချီးမြှင့်တဲ့ Science Scholarship ကိုရရှိခဲ့ပါတယ် ဒါပြင်ဂျာမနီနိုင်ငံမှချီးမြှင့်တဲ့ DRRD Scholarship, Friedrich Ebert Scholarship နဲ့ Friedrich Naumann Scholarship ပညာသင်ဆုများကိုလည်းချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ဒေါက်တာဝင်းဂျာမနီကမြန်မာနိုင်ငံမှာရှိတဲ့ University of Yangon ဂျာမနီနိုင်ငံမှာရှိတဲ့ University of Stuttgart, University of Marburg, Deutsche Engelstetten Academy တို့မှာ lecturer အဖြစ်လည်းတာဝန်ယူထမ်းဆောင်ခဲ့ပါတယ်။မြန်မာ Post and Telecom, German Telecom, European Telecommunication Holding, Star Telecom, Millicom International Cellular တို့မှာ Telecom နည်းပညာအကြံပေးအဖြစ်တာဝန်ယူလှုပ်ဆောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ဘဏ်လုပ်ငန်းများဖြစ်တဲ့ရွှေဘဏ်၊မြန်မာ Tourism Bank ၊ဂျာမနီနိုင်ငံမှာရှိတဲ့ Fox Bank ၊ Deutsche Bank နဲ့ UniCredit Bank တို့မှာလည်းဘဏ်လုပ်ငန်းနည်းပညာအကြံပေးဖြင့်တာဝန်ယူထမ်းဆောင်ခဲ့ပါတယ်။ဒါပြင်မြန်မာနိုင်ငံတော်အစိုးရနဲ့ဝန်ကြီးများအဖွဲ့မှနိုင်ငံတော်အဆင့် Technology နည်းပညာအကြံပေးဖြင့်တာဝန်ယူထမ်းဆောင်ခဲ့ပါတယ်။ Microsoft ၊ PepsiCo နဲ့ Nestle စတဲ့ကုမ္ပဏီလုပ်ငန်းများမှလည်း IT နည်းပညာအကြံပေးဖြင့်တာဝန်ယူလှုပ်ဆောင်ခဲ့ပါတယ်။ယခုကဲ့သို့အပြည့်ပြည့်ဆိုင်ရာအတွေ့အကြုံရှိဝိုင်းရင်ဤပညာအကြံပေးပညာရှင်အားဆိုရင်ဒေါက်တာဝင်းဂျာမနီဖြစ်ပါတယ်။